Common Tree Vine ဆို YouTube channel ရနေပြီးတော့ကြိုဆိုပါရစေ။ဒီတစ်ပတ်စနေနေ့မှာတော့ည7:00နာရီခွဲမှာအသင်းကြီးတွေတပြိုင်တည်းရှင်ပြိုင်သွားမှာဖြစ်ပြီးတော့ Crystal Palace နဲ့ Liverpool, Chelsea နဲ့ Brighton, Man City နဲ့ Burnley တို့ရှင်ပြိုင်သွားမှာဖြစ်ပြီးတော့ဒီပွဲစဉ်တွေနဲ့ပတ်သက်တဲ့အမြင်လေးကိုသုံးသပ်သွားမှာဖြစ်ပါရစေ။အရင်ဆုံးအနေနဲ့ Chelsea နဲ့ Brighton ပွဲစဉ်အကြောင်းကိုစပြီးတော့ပြောကြပါမယ်။ Chelsea သင်ရတော့ပြီးခဲ့တဲ့တစ်ပတ်က Man United ကိုရှုံးပြီးတော့ Premier League မှာပထမဆုံးရှုံးပွဲကြုံထွားတယ်။ဒါ့အပြင်ရှေ့တစ်ပတ်ကလည်း Frankfurt နဲ့တည်ကြထားရဲဆိုတော့ နောက်ဆုံး Premier League နှစ်ပွဲဆက်နိုင်ပွဲပျောက်ထားတဲ့အနေအထားကိုဒီပြမာရစကာအနေနဲ့ပြန်လဲချေဖြတ်ဖို့လိုတယ်။မန်နက်တက်ကိုရှုံးနေခဲ့တဲ့ပွဲစဉ်မှာတော့မာရစကာဒရော်လေးကိုဝေဖန်ခံခဲ့ရပြီးတော့ပွဲစပိုင်းမှာတင်ဂိုးသမား Robert Sanchez ထုတ်ပယ်ခံခဲ့ရတဲ့အနေအထားအနေဂိုးသမား Georgeson ကိုထည့်သွင်းဖို့အတွက် Astavo William ကိုထုတ်လိုက်တာဘာမှအပြစ်ပြောစရာမရှိပေမဲ့ Netto ကိုထုတ်ပြီးတော့ဒီခံစင်းမှာရှိတဲ့တိုစင်ကိုထည့်လိုက်တာတွေတန်ရရသွားခဲ့တဲ့ဖာမာရဲ့နေရာမှာနောက်ထပ်ကွန်းလယ်စားသမား Andre Santo ကိုထည့်ပြီးတော့ကွန်းလယ်ကို ပြုပြင်ခဲ့တာတွေကတို့ရဲ့တိုက်စစ်ကိုလုံးဝအသက်မဲ့သွားစေပြီးတော့အောက်ဖီးပလေယာတွေမှာအတက်ကင်းစားသမားဆိုလို့ဂျော်ပက်ထရိုတယောက်ထဲနဲ့ရင်ဆိုင်ခဲ့ပြီးတော့လိုမှတို့ရဲ့ကစားပုံကအားရစရာမရှိခဲ့ဘဲနဲ့ပထမဆုံးရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတယ်။ Brighton တင်းကတော့ပြီးခဲ့တဲ့ဘက်ကစပါးတင်းနဲ့တူတူတည်ကြထားခဲ့ပြီးတော့ဥဆောင်ကို2ဂိုးရထားပြီးမှချီပါဂိုးတွေပြန်လဲခွင့်ပြုပေးခဲ့ရတာတော်တော်လေးကိုနှမျောစရာကောင်းသလို Brighton ရဲ့ခြေစွမ်းကတော့ အသင်းကြီးတွေကိုသူတို့အနေနဲ့ကောင်းကောင်းရှင်ကစားနိုင်စွမ်းရှိတာကိုဒီရာသီမှာပြသထားတဲ့ Man City ကိုအနိုင်ရအောင်ကစားနိုင်ခဲ့တာ Spurs ကိုဥဆောင်ကိုရင်းနဲ့တည်ကြခဲ့တာတွေကဒီနေ့ပွဲစဉ်မှာလည်း Chelsea ကိုအတိုင်းအတာတစ်ခုထိဒုက္ခပေးနိုင်မယ်လို့ထင်တယ်။ Brighton ကဒီရာသီမှာထူးခြားတာကဥဆောင်ကိုစတင်ခဲ့တဲ့နှစ်ပွဲစလုံးတည်ကြထားခဲ့ပြီးတော့ဒီရာသီမတိုင်ခင်ဥဆောင်ကိုရထားတဲ့နောက်ဆုံး16ပွဲမှာဆိုရင်16ပွဲစလုံးမရှုံးခဲ့ဘဲနဲ့ ရှစ်ပွဲနိုင်ပြီးတော့ရှစ်ပွဲတည်ကြထားခဲ့တဲ့အခြေအနေနဲ့ရှင်မယ်ဆိုဒီဟာဒီမှာဥဆောင်ကိုလေးထိမ့်သိမ်းတဲ့အပိုင်းမှာ Brighton ကတော်တော်လေးအားနဲ့လာလာတွေ့ရတယ်နောက်တစ်ချက်ကတော့နောက်ဆုံးကစားတဲ့ Premier League 18ပွဲမှာဂိုးမပေးရတဲ့ပွဲတစ်ပွဲပဲရှိထားပြီးတော့2023 24ဘောလုံးရသည့်အစကနေစတင်မယ်ဆိုရင် Brighton ရဲ့ clean sheet မှတ်တမ်းကတော်တော်လေးမေးခွန်းထုတ်เสียဖြစ်ပြီးတော့14ပွဲပဲရထားခဲ့တယ်သူထက်ပိုနေတာဆိုလို့ Wolverhampton 73ပွဲရဲ့ Watson 73ပွဲရဲ့ရှိရဆိုတော့ Brighton ကခံစပိုင်းတော်တော်လေးရိမ့်ရိုင်လာတဲ့အနေအထားကိုမြင်ရတယ် တိုက်စစ်ပိုင်းကတော့မင်တီဥဆောင်ပဲဂျော်ဂျီနီယိုရူတာရှိတယ်မီတိုမာရှိတယ်ဝဲဘက်ရှိတယ်ကွလန်မှာလည်းအဓိကကွလန်စားသမားတွေဖြစ်တဲ့ဘာလီဘာတို့အယာရီတို့လိုလူငယ်ကျယ်ပွင့်နေရှိရဆိုတော့ကွလန်နဲ့တိုက်စစ်ကမဆိုးဘူးဒါပေမဲ့ခန်စစ်ကတော့တော်တော်လေးကြော်ရဲတဲ့ပုံစံကိုမြင်ရတယ်ချဲစစ်တင်းကတော့နောက်ဆုံးနှစ်ပွဲဆက်တိုက်ပြိုင်ဘက်တွေကိုပေကို2ဂိုးစီပေးထားခဲ့ရပြီးတော့ဒီမတိုင်ခင်15ပွဲမှာပေကို2ဂိုးပေးရတဲ့ပွဲက2ပွဲပဲရှိတယ်ဆိုတော့ချဲစစ်ရဲ့ခန်စစ်ကလည်းပို့ပြီးတော့ မိကုန်းထုတ်စရာဖြစ်လာတာကိုတွေ့ရတယ်။ဒါပေမဲ့ချက်စီနဲ့ပတ်သက်ရင်အားရစရာကောင်းတဲ့ချက်ကအင်ကွင်းနောက်ဆုံး12ပွဲစတိုင်မရှုံးထားဘူး။9ပွဲနိုင်3ပွဲတည်ကြထားပြီးတော့အင်ကွင်းနောက်ဆုံး9ပွဲမှာလည်းကလင်းရှစ်9ပွဲတည်းယူထားနိုင်ခဲ့တယ်လို့နောက်ဆုံး3ပွဲစတိုင်အင်ကွင်းမှာပေကိုမပေးရတဲ့အသင်းဖြစ်လေရက်တည်နေတယ်။ဒီဘက်မှာစောင့်ကြည့်ရမယ့်ကစားသမားကတော့ဂျောဘတ်ရိုပါ။ဂျောဘတ်ရိုကအသင်းဟောင်းနဲ့ပြန်လည်ရင်ဆိုင်ရမယ့်ပွဲစဉ်ဖြစ်လာပြီးတော့ဒီရာသီမှာချက်စီရဲ့တိုက်စစ်မှာအဓိက ကစားသမားအဖြစ်ရှိနေသလိုကွန်းလေကကိုင်စီတိုအနေနဲ့လည်းအသင်းဟောင်းနဲ့ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပြီးတော့ကိုင်စီတိုကလည်းဒီအားဒီမှာတက်ကဲလင်းရောအင်တာဆက်ရှင်ရောမှာပရီးမီးယားလိရဲ့အမြင့်ဆုံးကစားသမားအဖြစ်ရပ်တည်နေပြီးတော့တက်ကဲ20ချိန်နဲ့အင်တာဆက်ရှင်15ချိန်ပြုတ်လုထားတဲ့ကစားသမားချက်စီတသိန်းလုံးလုထားတဲ့တက်ကဲ85ချိန်တဲကဒါ25.600ခန့်တို့ဖြစ်တဲ့20ချိန်ကိုကိုင်စီတိုကစွမ်းဆောင်ပေးထားရဆိုတော့ဒီကွန်းလေကပြန်ဘက်ကိုတော့အตาရဖို့ဖီယာပေးနိုင်မယ်လို့ထင်တယ် ဆိုတော့ဒီဘက်မှာတော့ Chelsea သင်းရဲ့မတည်ငြိမ်တဲ့ခံစစ်ကြောင်းရဲ့သူတို့ရဲ့တိုက်စစ်မှာ Joao Pedro တို့ Esteban တို့ Pedro Neto တို့ Palma တို့လူကစားမပြောနေတဲ့စုပစ်ထားတဲ့အနေထားရဲ့ကြောင့်အေကွတ်မှာတော့ဂိုးရဖို့မခက်လာဘူးလို့ထင်တယ်။တစ်ဖက်ကလည်း Brighton ကခံစစ်ကြောင်းတည်ငြိမ်မှုအားနည်းနေတယ်။တိုက်စစ်က Mente တို့ဥဆောင်လာမဲ့တိုက်စစ်က Chelsea သင်းကိုကောင်းကောင်းဖိအားပေးရင်ဆိုင်နိုင်မယ်လို့လည်းထင်တယ်။ဆိုတော့နှစ်သင်းပေါင်းဒီဘက်မှာအပြန်အလှန်သွင်းကိုးတွေများမယ်လို့မြင်တယ်။ကျွန်တော်ကဒီဘက်မှာဂိုးပေါ်ကိုရွေးချင်ပါတယ်။ နောက်တစ်ပွဲကတော့ Crystal Palace နဲ့ Liverpool ပဲပါဒီနေ့သင်ကရာသီဂျိုး community ရှိပြိုင်ပွဲမှာတွေ့ဆုံထားပြီးတော့ Crystal Palace သင်က penalty အဆုံးဖြတ်မှာအနိုင်ရထားတယ်ဆိုတော့ဒီပွဲက Liverpool အတွက်ပြန်ပြီးတော့ကလဲစားချေရမယ်မကြည့်ပွဲဖြစ်သလိုသူတို့ရဲ့လက်ရှိ winning streak တွေကိုဆက်ထိန်းနိုင်မလားဆိုတာစောင့်ကြည့်သွားရမယ်ဒီပွဲမှာနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ပွဲစဉ်၅ပွဲပြီးမှ Premier League မှာရှုံးပွဲမရှိတဲ့အသင်းအသင်းထိတိုက်တွေ့တဲ့ပွဲလည်းဖြစ်တယ် ခရစ်စတယ်ဘဲလီတင်ရရာသီကစားထားတဲ့၅ဘက်မှာ2ဘွဲနိုင်3ဘွဲတည်ရောက်မှတ်6မှတ်ယူထားပြီးတော့လီဗာပူးတင်ရတော့၅ဘွဲစလုံးကိုယာနှုံးပြစ်အနိုင်ရထားတယ်ဒီလိုပွဲစဉ်ကအရောက်မှာရှင်မွန်မရှိတဲ့အသင်းနဲ့အသင်းထိတဲ့တွေ့တဲ့မှတ်တမ်းတွေရပြန်ကြည့်မယ်ဆိုတော့နောက်ဆုံး၄ချိန်မှာ3ချိန်တည်ချထားပြီးတော့ခရစ်စတယ်ဘဲလီအသင်းတွက်ကတော့ယာသီဖွင့်နောက်ဘက်ဆက်မရှုံးတာ1990 91နောက်ပိုင်းပထမဆုံးလို့သိရတယ်အဲ့ဒီတော့အဖွင့်7ဘက်ဆက်မရှုံးခဲ့ပဲနဲ့ရာသီကုံမှာအဆင့်3နဲ့သူတို့ရဲ့ပရီးမီးယားလိအမြင့်ဆုံးစံချိန်ကိုစိုက်ထူနိုင်ခဲ့တဲ့ရာသီလည်းဖြစ်ခဲ့တယ် ခရစ်စတယ်ဘဲလီတင်ရောက်ဒီနေ့ပွဲစဉ်မှာအားထားတဲ့တောင်ပန်ဆောင်မှာအစ္စမိုင်လာဆာဆက်ပြီးတော့လွဲချော်ဖို့ရှိသလိုအဇီးကလည်းအသင်းပြောင်းသွားတာကြောင့်တိုက်ဆက်ပိုင်းမှာတော့မနစ်ကဖရယ်ထဲမှာမာတီတာတယောက်လောက်ပဲကျန်တော့တယ်မာတီတာကတော့ဂလက်စနာလက်ထက်မှာတော်တော်လေးခြေစွမ်းပြထားတဲ့ကစားသမားဖြစ်သလိုဂလက်စနာလက်အောက်55ဘက်မှာသင်ကို29ကိုထိသွင်းနိုင်ခဲ့တဲ့ကစားသမားဆိုတော့တိုက်ဆက်မှာမာတီတာနေနဲ့ဘလောက်ထိအသင်းကိုဥဆောင်သွားမလဲဆိုတာကတော့စောင့်ကြည့်သွားရမယ် ေဘာဦးသိန်းကတော့အဖွင့်၅ဘွဲ့ဆက်အနိုင်ရထားခဲ့ပြီးတော့သူတို့ရဲ့အသင်းသမိုင်းတစ်လျှောက်မှာအဖွင့်၆ဘွဲ့ဆက်အနိုင်ရခဲ့တဲ့၄ရာသီရှိခဲ့တယ်1988 89 1990ရဲ့1990 91ရဲ့2018 19ရဲ့2019 20ရဲ့မှာ၄ကြိမ်အဖွင့်၆ဘွဲ့ဆက်အနိုင်ရခဲ့တဲ့မှတ်တမ်းကိုပိုင်ဆိုင်ခဲ့မှုတယ်လက်ရှိချန်ပီယံအသင်းတစ်သင်းအနေနဲ့ကြည့်မယ်ဆိုရင်အဖွင့်၆ဘွဲ့ဆက်အနိုင်ရခဲ့တဲ့နောက်ဆုံး2သင်းလုံးချန်ပီယံဖြစ်ခဲ့ပြီးတော့2005 6ဘောလုံးရာသီကချက်စီသင်းရဲ့ 2023-24ဘောလုံးရာသီကမန်စီးတီးတို့ကအဖွင့်6ပွဲစီနိုင်ပြီးတော့အဲ့ဒီရာသီမှာချန်ပီယံဖြစ်ထားရဲဆိုဒီဘက်မှာလာဘာဝုအနေနဲ့အနိုင်ရခဲ့မှာဆိုရင်ရှေ့ကအသင်း2သင်းလို့ချန်ပီယံစုကိုကာကွယ်နိုင်တဲ့အသင်းဖြစ်လာဖို့လဲပို့ပြီးတော့အားကောင်းသွားမယ့်အနေအထားမှာရှိနေတယ်။ဒီဘာဝုအသင်းမှာမဖြစ်မနေစောင့်ကြည့်သွားမယ့်ကစားသမားကတော့မိုဆာလာပါ။မိုဆာပြီးခဲ့တဲ့ရာသီကနေစတွတ်မယ်ဆိုရင်တွင်ကို32ဂိုးဖန်တီးမှုအကျိန်20နဲ့တွင်ကို52ဂိုးထိပေါဝင်ပတ်သက်ထားတဲ့ကစားသမား ဂိုးပါဝင်ပတ်သက်မှု52ကြိမ်ဆိုတဲ့အနေထားကတခြားကစားသမားတွေထက်အကြိမ်20ပိုများနေတဲ့အမှတ်တမ်းကတကယ်ကိုကြောက်စရာကောင်းပြီးတော့လီဗာပူးသင်းအတွက်ဆိုရင်မိုဆာလာရဲ့ဂိုးအင်ဗိုမန်ကပရီးမီးယားလိမှာ284ကြိမ်ထိရှိပြီးတော့သွင်းကိုက186ကိုဂိုးဖန်နေမှုက88ကြိမ်နဲ့အတူယူနိုက်တက်သင်းရဲ့ဂန်ဒွန်ကစားသမားဝိန်းရိုနီရဲ့စံချိန်ကိုမီဖို့2ကြိမ်ပဲလိုတော့တယ်ဝိန်းရိုနီကဂိုးပါဝင်ပတ်သက်မှု286ကြိမ်ရှိထားတယ်ဆိုတော့မိုဆာလာရဲ့ရက်ကော့တွေကလည်းတရရိမ့်နဲ့လက်ရှိကြိမ်ထိတက်နေသေးဆိုတာကိုတွေ့ရတယ် နောက်ထပ်ကွင်းလဲမှာစောင့်ကြည့်ရမယ့်ကစားသမားကတော့ပြီးခဲ့တဲ့ပွဲစဉ်မှာအသင်းအတွက်ခြေစွမ်းပြခဲ့တဲ့ဂရာဘန်ဘတ်ပါဂရာဘန်ဘတ်ကနောက်ဆုံး၄ဝက်မှာသွင်းကို2ဂိုးသွင်းထားခဲ့ပြီးတော့ဒီ၄ဝက်မတိုင်ခင်ရှေ့မှာကစားတဲ့63ဝက်မှာသွင်းကို2ဂိုးပဲသွင်းနိုင်ခဲ့တဲ့အနေအထားနဲ့ရှင်းမယ်ဆိုရင်သူ့အနေနဲ့တိုက်စစ်ပိုင်းမှာပို့ပြီးတော့လိုက်ပါခွင့်ရလာသလိုရှော့ပါ90မိနစ်ရကြည့်မယ်ဆိုရင်တပွဲကိုပြန်မြကန်ချက်က1.8ချိန်ရှိပြီးတော့မနစ်က3.6ချိန်ပဲရှိခဲ့တဲ့အနေအထားနဲ့ရှင်ဂရာဘတ်ကတိတိတသားကြီးကိုတူတက်လာတာကိုတွေ့ရတယ် ောက်ပိုင်းထိတိုက်တွေ့ဆုံမှုတွေမှာတော့ Crystal Palace အသင်းကဒီပါဝူးသင်းကိုဒုက္ခပေးလာတာမျိုးမြင်ရပေမဲ့ထိတိုက်တွေ့ဆုံမှုမှတ်တမ်းတွေရကြည့်မယ်ဆိုရင်နောက်ဆုံးတွေ့ဆုံထားတဲ့ Premier League 16ကြိမ်မှာ Crystal Palace အသင်းကတပွဲပဲအနိုင်ရထားခဲ့တယ်၃ပွဲတည်12ပွဲအထိရှုံးထားပြီးတော့လီဗာပူးသင်းကအဝေးကွင်းတွေမှာလည်းအပြတ်သက်အသာရထားပြီးတော့အဝေးကွင်းနောက်ဆုံး10ပွဲမှာ9ပွဲအထိအနိုင်ရခဲ့တာကိုတွေ့ရတယ်။ဒါမဲ့ Crystal Palace နဲ့ပတ်သက်ရင်အဓိကစောင့်ကြည့်ရမယ့်ချက်ကတော့ Premier League မှာလက်ရှိရှုံးပွဲမရှိအရှိကြဆုံးသင်းက ခရစ်စတဘဲလေးဖြစ်နေပြီးတော့၁၇ဘွဲစတိုက်မရှုံးထားဘူး၄ဘွဲနိုင်ပြီးတော့၇ဘွဲတည်ကြထားရဆိုတော့ဒီဘက်မှာခရစ်စတဘဲလေးနဲ့လေဘာဟုသင်းကိုဘလောက်ထိအန်တုပြီးတော့အခက်တွေ့အောင်လှုပ်သွားမလဲဆိုတာကတော့စိတ်ဝင်စားစရာကောင်းတယ်ဆိုတော့ဒီဘွဲကနိုင်ဘွဲဆက်စံချိန်နေနဲ့ရလက်ကောင်းနေစိုက်ထူထားတဲ့လေဘာဟုသင်းနဲ့ရှုံးဘွဲမရှိမှတ်တမ်းအရှိကြဆုံးစံချိန်ကို1990 91ရာသီစတိကောပဲလက်အောက်မှာ12ဘွဲစတိုက်ပိုင်ဆိုင်ခဲ့ပြီးနောက်ပိုင်းမှာလက်ရှိ12ဘွဲစတိုက်မရှုံးထားတဲ့ခရစ်စတဘဲလေးဘွဲဆိုတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဒီဘွဲမှာခရစ်စတဘဲလေးအသင်းကတော့ သူတို့ရဲ့မာကျော်တဲ့3421ပုံစံနဲ့ခက်စစ်ကိုအသေးချာတိဆောက်ပြီးတော့ကောင်တာလောက်ပဲချောင်းကစားမှာဖြစ်လို့လေပါဘူးအနိုင်ရခဲ့ရင်လည်းအရန်ကိုကျင်းမြောင်းတဲ့ရလက်မျိုးဖြစ်ပြီးတော့ဒီဘက်မှာနှစ်သင်းပေါင်းသွင်းကိုနဲမယ်လို့ကျွန်တော်ကယူဆတယ်ဂိုးနဲကိုရွေ့ချင်ပါတယ်ခုလိုကျွန်တော်ရဲ့အစီအစဉ်လေးကိုအချိန်ပေးစောင့်ကြည့်ကြရတဲ့ညီကိုတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်